မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အာဆီယံဥက္ကဋ္ဌသက်ဆင်းတဲ့အာနာသိန်းခေါင်းဆောင်တို့လုံခြုံရေးအများပြားချပြီးတွေ့ဆုံနေကြောင်းတင်ဆက်ပေးပါမယ်လုံခြုံရေးစိုးရိမ်နေတဲ့အာနာသိန်းခေါင်းဆောင်ဟာတွေ့ဆုံပွဲပြီးအမြန်ပြန်ပွဲရှိရလို့သိရပါတယ်ထိုင်းဝင်ကြီးချုပ်ဟောင်းသက်ဆင်းရှင်နာဝက်ကအာနာသိန်းခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းအရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့အလှည့်ကြောင်းဥက္ကဋ္ဌဖြစ်သူမလေးရှားဝင်ကြီးချုပ်အန်ဝါရုကိုဘန်ကောက်မြို့တော်မှာလုံခြုံရေးအများပြားချပြီးတွေ့ဆုံခဲ့ပါတယ်သက်ဆင်းကမလေးရှား င်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့အာဆီယံကြီးအကြံပေးဖြင့်ခန့်အပ်ထားသူလည်းဖြစ်ပါတယ်။ဒီကနေ့အီပီလာ၁၉ရက်နေ့ညနေပိုင်းက Rosewood Hotel မှာတက်စင်က မင်းအောင်လိုင်းရောအန်ဝါကိုပါညစာစားပွဲအတွက်ဖိတ်ကြားခဲ့ပြီးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။အဲ့ဒီညစာစားပွဲအတွက်ဟိုတယ်တဝိုင်းမှာနှုံချုံရင်းအစီအမံတွေကိုတင်းကျပ်ထားခဲ့ပါတယ်။သက်စင်ကနေ့လယ်ပိုင်းခရက်ကဟိုတယ်မှာကြိုဆောင်နေခဲ့ပြီးထိုင်းစံတော်ချင်းနေ့လယ်၃နာရီမြန်မာချင်း၂နာရီခွဲမထုတ်ခင်မှာအန်ဝါနဲ့မင်းအောင်လိုင်းတို့လိုက်ပါလာတဲ့ရှင်တန်းနှစ်ခုကမိနစ်ပိုင်းချပြီးရှေ့စဉ်နောက်စဉ်ရောက်ရှိလာခဲ့ပါတယ်။သက်စင်အန်ဝါနဲ့မင်းအောင်လိုင်းတို့တွေ့ဆုံမှုကိုသက်စင်ရဲ့သမီးဖြစ်သူထိုင်းဝင်ကြီးချုပ်ဖီတောင်တန်းရှင်နာဝက်ကတော့တင်ရောက်ခဲ့ခြင်းမရှိပါဘူး။မင်းအောင်လိုင်းရဲ့လိုက်ပါလာတဲ့ရှင်တန်းလျှောက် လာပြီးမကြခင်မှာပဲအာရှငင်းချင်ရင်ရှင်ချားစင်ရီကောင်းစင်ရဲ့ဥက္ကဋ္ဌစူရာကီရက်စာတီရက်ထိုင်းဟာဟိုတယ်ကနေထွက်ခွာခဲ့တာကိုတွေ့ရတယ်လို့ဖော်ပြထားပါတယ်။ ဟိုတယ်အတွင်းရောအပြင်မှာယူနီဖောင်းဝတ်နဲ့အရက်ဝတ်ရဲတွေကိုလုံခြုံရေးဖြန့်ကျက်ထားပြီးထိုင်းရဲတပ်ဖွဲ့စေယုံရဲ့အမှတ်တံဆိပ်ပါတဲ့လူနာတင်ရဲ့တစည်းလဲဟိုတယ်နားမှာအသင့်အန်ဒီထားရက်ထားကြောင်မျက်မြင်တွေ့ရတယ်ပြောပါတယ်။အစည်းအဝေးကျင်းပနေချိန်အတော်တွင်ဟိုတယ်ဝင်းတဲ့ကိုမီဒီယာတွေဝင်ရောက်ခွင့်ကန့်သတ်ထားတယ်လို့သိရပါတယ်။အခုတွေ့ဆုံမှုရဲ့အသေးစိတ်အချက်အလက်တွေကိုမသိရပေမယ့်မြန်မာနိုင်ငံရဲ့အကြက်အတဲကိုညှိနှိုင်းဖြည့်ရှင်ဖို့ဖြစ်နိုင်ခြင်းရှိကြောင်းသတင်းတွေထွက်ပေါ်နေပြန်ပါတယ်။အစောပိုင်းတုန်းကသက်စင်ကမြန်မာနိုင်ငံမှာအာနာသိန်းစစ်တပ်နဲ့တော်လိုင်းအင်အားစုတွေကြားငြိမ်းချမ်းရေးဆွေးနွေးဖို့အလားအလာတွေရှိနေ ေစေလို့ရှုံချီကြားမှတ်ချက်ပေးလာခဲ့မှုပါတယ်။တရင်ဌာနကတရားစုံစမ်းရရှိတဲ့အချက်အလက်တွေအရအာနာတင်ကောင်းဆောင်မင်းအောင်လိုင်းလိုက်ပါလာတဲ့လီယင်ဟာဘန်ကောက်မြို့ဒွန်မောင်းလီစိမ်းမှာစိုက်ကင်လာတာဖြစ်ပါတယ်။အာဂျင်တီးနားတရားရုံးရဲ့ဘန်ရန်ထုတ်ခံရတာမို့အဖမ်းခံအမှောက်ကြောင်းရုံနေတဲ့မင်းအောင်လိုင်းကဘန်ကောက်မြို့မှာကြာကြာမနေပဲဆွေးနွေးပွဲပြီးတာနဲ့ချက်ချင်းပြန်ဖို့များတယ်လို့သိရပါတယ်။ညစာစားပြီးပြန်မယ့်သဘောရှိရလို့သတင်းတင်ရင်းမြစ်တွေကပြောပါတယ်။2019ခုနှစ်ဟာရိုဟင်ဂျာပြည်သူတွေကိုလူမျိုးတုံးသက်ပြန်မှုနဲ့အာဂျင်တီးနားတရားရုံးကမင်းအောင်လိုင်းကို ဖမ်းဝမ်းထုတ်ထားပြီးနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုဖမ်းဆီးပေးဖို့အကြောင်းကြားခဲ့တဲ့အခြေအနေပါဒါအပြင် ICC မှာလည်းလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဖမ်းဝမ်းထုတ်ပေးဖို့တရားလိုရှိနေကရှောက်ထားပါတယ်အပြင်မဲ့ပြည်သူတွေကိုမြန်မာနှစ်သက်ကိုအခါသမယမရှောင်နေစဉ်ရက်ဆက်တပ်ဖြတ်နေတဲ့စစ်ကောင်ဆောင်ကိုအာဆီယံကောင်ဆောင်တွေကတွေးဆဆွေးနွေးမဲ့အပေါ်များစွာအထူးစိုးရိမ်မကင်းဖြစ်မိရဲ့လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တော်လိုင်းအင်အားစုတွေကအီဗီလာ16ရက်နေ့မှာပူရဲကြေညာချက်ထုတ်ပြန်ကန့်ကွက်ထားပါတယ် င်းရောင်လိုင်းနဲ့အာဆီယံကောင်ဆောင်များတွေ့ဆုံဖို့ရှိတဲ့တဲ့နဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ကရင်မျိုးသားစည်းရုံး KNU ၊ကရင်ပြည်အမျိုးသားတိုးတိုင်ပါတီ KNPP ၊ချင်းမျိုးသားတပ်ဦး CNF ၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDN ၊အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WMB ၊ရိုဟင်ဂျာလူမျိုးရေးညွန်ပေါင်းအဖွဲ့ FRC နဲ့အမိမဖော်လို့တဲ့အင်အားစုတွေပူးတဲ့သဘောထားတင်ညာချက်ထုတ်ပြန်ခဲ့တာပေါ့။ငလင်ကိုအကြောင်းပြုပြီးလူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကိုစစ်ကောင်စီကတဆင့်တာပေးအပ်မယ်ဆိုရင်နိုင်ငံရေးအလွဲသုံးချမယ် န်ဒီယေကိုမလွဲမသွေကြုံရမှာဖြစ်တာကြောင့်ဆေးအုပ်စုကတစင်တာပြည့်ရခြင်းကိုတော်လိုင်းအင်အားစုရင်းအနေနဲ့အပြင်းထန်ကန့်ကွက်ကြောင်းသဘောထားဖော်ပြထားပါတယ်။ဆက်လက်ပြီးစု80နဲ့ငလင်တဘာဝဘီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်ဇကိုင်းပြင်းထန်ရိုင်းလို့အိမ်တိုင်းပြို့တော့နေပြည်တော်နီဒို့အမေတီအခြေဘဲတို့ရှိသည်နီအမေစုတာအုပ်ချုပ်စီမံခွင့်ရပါကအခုငလင်ဘေးကိုကောင်းကောင်းကဲတင်သွားနိုင်လိမ့်မယ်လို့ပြောဆိုတဲ့တွင်ကြားလာနေရပါတယ်။အမေစုကလည်းချီးမွမ်းရလာအောင်ပဲကိုဗစ်19ရောဂါကြီးကူးစက်ဖြစ်ပွားခြင်းကအစ ိုးရကောင်းဆောင်နေနဲ့လှုပ်ပြခဲ့တာမြန်မာပြည်သူပြည်သားတွေသတိရနေကြမှာပါကိုဗစ်ရောဂါသတင်းတွေကို NND အစိုးရကမှန်မှန်ကန်ကန်ထုတ်ပြန်ခဲ့ပါတယ်အကူအညီတွေကိုအစွမ်းကုန်ပေးခဲ့ပါတယ်ဒါဟာအလုံးတည်ပြီးသားအခုအာနာသိန်းစစ်ကောင်စီမအားလာနဲ့အမေစုကပြောင်းပြန်အမေစုကတဘာဝပေးခဲ့ဖို့ရဟန်းရင်ဝဲခဲ့တဲ့ပြည်သူကိုကူဖို့ပါမအားလာကတော့ရဟန်းရင်ဝဲခဲ့စဉ်ကလက်စားတယ်ဆိုပြီးအမေစုကိုထောင်နှစ်ရှင်ချတဲ့အခုတဘာဝပင်းလဲပြည့်ရောမလင်ဒုက္ခတွေကိုအဲ့ဒီရဟန်းရင်နဲ့မကယ်ဘူးဒါပေမဲ့အဲ့ဒီရဟန်းရင်ကိုတောင်းပြီးရောပြည်သူတွေကိုတော့လိုက်လံပြစ်ခတ်တပ်ဖြတ်နေတ င်ပြောင်းပြန်တကယ်ဆိုရင်ကတ်ယောဂဘေးကာလာရီမှာနိုင်ငံအုပ်ချုပ်သူတွေဟာသတင်းမှန်ကိုနောက်မကျစေဘဲထုတ်ပြန်ပေးရမယ် NND အမေစုလက်ထက်မှာဆိုပုံမှန်သတင်းစာရှင်းလင်းပွဲလုပ်ပြီးထုတ်ပြန်ပေးတယ်ပြောခွင့်ရသူတွေလည်းဖုန်းဆက်မိတိုင်းဖြေတယ်အမေစုကိုယ်တိုင်လည်း Facebook စာမျက်နှာဖွင့်ပြီးပုံမှန်ရေးသားတယ်ပြောတယ်ပြန်ဖြေတယ်ပြီးတော့ပြည်သူတွေရှင်းရှင်းလင်းလင်းသိကြရတယ်ပွင့်လင်းမှုကြီးစွာဒီတော့တဘာဝပြီးလိုအပ်ချက်တွေကိုမီဒီယာကနေတဆင့်သိပြီးနိုင်ငံတကာလာလူကြပြီပေါ့ဒီတော့အမေစုလက်ထက် COVID-19 ကတ်ယောဂဘေးကြီးမှာအတင်ပြောင်းနေခဲ့တယ်အာနာသိန်းစကောက် စီလက်ထက်မှာတော့သတင်းစာရှင်းလင်းပွဲမလုပ်တာဘလောက်ကြာပြီလဲတော့မမှတ်မိတော့ပါဘူးပြောခွင့်ရသူတွေဖုန်းဆက်မိတိုင်းလဲဖုန်းမကင်ပါဘူးဖုန်းကင်ရင်လည်းမသိဘူးမဆိုင်ဘူးအစည်းအဝေးတွေရောက်နေလို့ဆိုပြီးမဖြေပါဘူးသတင်းတောက်တွေကိုလည်းဖမ်းထားတယ်သတင်းတောက်တွေကိုလည်းချိန်ချောင်းနေတယ်စောင့်ကြည့်နေတယ်နိုင်ငံတကာသတင်းတောက်တွေကိုအဝင်တောင်မခံဘူးလွတ်လပ်တဲ့သတင်းမီဒီယာမရှိသတင်းမှန်နေမရတော့ကုမဲ့ကဲမဲ့သူတွေလည်းဘာမှမသိရတော့ဘူးပေါ့မတည်တဲ့မဲ့တည်ကြရတာတွေငလင်ကပ်ပြီးမှဖြစ်နေရပြီပေါ့ငလင်တဲ့မီရှင်ချန်သူတွေမှလည်းအကူအညီတွေမရကြတော့ဘူးပေါ့အမေစုတာအုတ်ချုပ်စီမံခွင့်ရပါ ကအခုငလင်ဘေးကိုကောင်းကောင်းကဲတင်သွားနိုင်လိမ့်မယ်လို့ပြောဆိုတဲ့တွင်ကြားလာနေရပါတယ်။အမေစုဟာငလင်ကဲတင်ရေးကိုလက်ခွင့်ရဖို့နေနေတာတာအမေစုတော်ဘယ်နာထားမှန်းကမသိလက်ကျိုးတွေတဲ့မဟုတ်ပြန်ဘူးတဲ့ဆန္နာမင်းတို့ကဒေါ်စုကိုသွားတွေ့ပြီးပါတီမှတ်ပုံတင်ခွင့်သွားတောင်းနေတယ်ဟုတ်လားမဟုတ်လားမသိကြ။မအားလားကတရုတ်သတင်းဌာနကိုဒေါ်စုကျမ်းမာရေးကောက်ချောင်းပြောတဲ့မကြခင်ရုံထုံမွေတဲ့ဘာမှရှင်းလင်းတာမရှိဘူး။ဘယံပရာတသက်ပဲတကယ်ငလင်ကဲစင်ရေးကအမေစုလို့နားလေတဲ့သူကလောက်ရမှာကိုဘယ်နာထားမှန်းအောင်ရှိနေနေတော့တွေ့ခွင့်မပြီးတော့ဘာမှအ အကျိုးမရှိကြဘူးပေါ့ပရဟိတအဖွဲ့တွေကိုလည်းလွတ်လပ်ခွင့်မပေးပိတ်ပင်နေတော့ကိုလည်းမလုံနိုင်လုံနိုင်သူတွေကိုလည်းခွင့်မပြုအားမထောက်ပံ့တော့ငလင်ကင်ဆယ်ရေးအောင်မြင်ရေးကမျှော်လင့်ဝေဝေဖြစ်ရတာမဆန်းပါအမေစုမြမငလင်ဘေးအတွက်ပြင်ဆင်ထားခဲ့တဲ့မြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာအတွင်းအဆိုးဝါးဆုံးဖြစ်တဲ့ငလင်ဘေးဒဏ်ကိုကြုံတွေ့ခံစားခဲ့ရပါတယ်အာနာသိမ်းမြန်မာစစ်တပ်ကတဘာဝဘေးရန်ပုံငွေတွေကိုပါထုတ်ယူတုံးဆွဲခဲ့တာကြောင့်ငလင်ဘေးကိုတကယ်ကြုံတွေ့နေရချိန်မှာ အရေးပေါ်ကင်ဆင်းရှံပုံငွေတွေရှိမနေတော့ပါဘူး2015ခုနှစ်ကနေ2020ခုနှစ်အထိအစိုးရအဖြစ်တာဝန်ယူခဲ့တဲ့ဒေါအောင်ဆန်းစုကြည် NLD အစိုးရလက်ထက်မှာမြန်မာနိုင်ငံရဲ့ဘေးအန္တရာယ်မျိုးမျိုးကိုတုံ့ပြန်ဆောင်ရွက်နိုင်ဖို့နဲ့ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက်စီမံချက်များစွာကိုရေးဆွဲခဲ့ပြီးအရေးပေါ်ရှံပုံငွေတွေလည်းထားရှိခဲ့ပါတယ်။မြေငလင်းစားတဲ့တဘာဝဘေးအန္တရာယ်ကြုံတွေ့နေရချိန်မှာအရေးပေါ်ကူညီကင်ဆင်းရေးတွေလှုံ့ဆော်ဖို့ရဟတ်ရင်ငားရန်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ကိုအာနာသိမ့်မြန်မာစစ်တပ်ကအာဂတိပုံမှန်နဲ့ပါအမှုဖွင့်လှစ်ခဲ့ပါသေးတယ်။အမေစုက BNN ရင်ဆိုင်တုံ့ပြန်နိုင်စွာတိစောက်ခြင်းကရွေးချယ်စရာတစ်ခုအနေနဲ့လှုပ်ဆောင်ရမယ့်ကိစ္စရမဟုတ်ပဲမဖြစ်မနေဆောင်ရွက်ရမယ့်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။အတိတ်ကာလမှာတုံ့တွေးခဲ့ရတဲ့ BNR တွေကအခက်ခက်ခဲခဲကြိုးပမ်းတိစောက်ထားရတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ်မှာကြီးမားများပြားတဲ့ထိခိုက်နစ်နာဆုံးရှုံးမှုတွေဖြစ်ပွားစေနိုင်ကြောင်းအထင်သာပြသလျက်ရှိပါတယ်။အမျိုးသားသဘာဝ BNR ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေနဲ့မြန်မာနိုင်ငံ BNR ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်2019ကိုရေးဆွဲပြီးကျမတို့နိုင်ငံက ိုဘေးရန်နေအမျိုးမျိုးမှရှင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိအောင်ဆောင်ရွက်ရမှာလက်တွေ့ရှောင်လိုင်းရမယ်လမ်းကြောင်းကိုဖော်ဆောင်ပေးခဲ့တဲ့အတွက်လည်းများစွာဝမ်းမြောက်ဂုဏ်ယူပေးပါတယ်ကျမတို့နိုင်ငံရဲ့ပင်မကြောင်းယူကကျမတို့ပြည်သူတွေဖြစ်တဲ့အတွက်ဒီစီမံချက်အကောင့်ထည့်ဖော်ရမှာပြည်သူများရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုအထူးတလဲတော့ဖော်ညွှန်းနေရန်လိုအပ်မယ်မထင်ပါဘူး ကျမတို့မြန်မာနိုင်ငံကို BNN အများမှာအမှန်တကယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိလာစေဖို့အတွက်အမျိုးသားတဘာဝ BNN ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနဲ့အားလုံးအတူတကွာလက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းမှကြားအပ်ပါတယ်လို့မြန်မာနိုင်ငံ BNN ရဲ့အကြောင်းထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်2019ရဲ့ဥရောစင်မှာရှင်းသားထားပါတယ်ဒီစာကိုကြည်တာနဲ့ငလင်အတွက်ဘလောက်ပြင်ဆင်ထားခဲ့တယ်လဲဆိုတာသိသာပါတယ်ဒါရီကိုဖျက်ဖြစ်ခဲ့လို့ဒီနေ့ငလင်ကင်ဆယ်ရေးမှာအုတ်သေးတွပြတဲ့တာတွေလောက်တာလုံနေကြတာလို့မြင်ပါတယ်အမေစုလက်နဲ့ရှိခဲ့တာကိုမအ လာစစ်ကောင်စီကချိန်နဲ့ဖြတ်ခဲ့တာပါအမေစုထားခဲ့တဲ့ငလင်တပါဝဘေးရန်ပုံငွေတွေပင်ရောက်သွားလေစစ်တပ်ကအာဏာသိမ်းတဲ့နေ့မှာ ပြည်ရင်းပြည်ပကအလူရှင်တွေလူထားတဲ့တဘာဝဘေးရန်ပုံငွေကမြန်မာကျပ်ငွေဘီလီယံ440ကျန်ရှိခဲ့ပါတယ်အခုတကယ်တမ်းငလင်းတဘာဝဘေးကြုံတဲ့ကလူထုကိုအချိန်မီမကင်တင်နိုင်ပဲစစ်အုံစိတ်တွေဝန်ပြနေတဲ့စစ်ကောင်စီအနေနဲ့နိုင်ငံတကာအကူအညီတွေချက်ချင်းတောင်းနှောင်ရတဲ့အထိမွေးသွားပြီလားလို့ရှိသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်